ါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့ဟင်းဝင်မိသားစုကြမှာအတင်းတိုးပြီးဓာတ်ပုံရမ်းမိရာအကြောင်းပဲတော့ကြာစားညက်တဲ့အဖြစ်မျိုးရောက်ခဲ့ရတဲ့တော့ပေါ်အဲထားပါမနေ့တမထိုင်တဲ့လိုက်တည်တမှုမရှိဘဲသူများမိသားစုကြအတင်းတိုးဝဲကဓာတ်ပုံရိုက်လိုက်လို့ဖဲလို့ကြစားညက်ခဲ့ရတာကတော့တရုတ်ဆောင်မင်းသမီးနော်ဖို့အထားပါပဲ။နော်ဖို့အထားဒီလိုမျိုးအလိုက်မသိဟင်းဝီရန်နဲ့သူ့အမေချာတိုးနေလို့ဟင်းဝီရန်အမေဆိုရုပ်ပြတ်ဆင်းပြတ်ဒေါသထွက်စုပုံနေရပါဘူး။ခါတလေကြရင်အသေးဖွဲလေးလို့ထင်ရတဲ့အပြုမူလေးတစ်ခုကနေ အကြီးကျယ်ဝေမပြောဆိုစရာတွေဖြစ်ပြီးအင်တာနက်ပေါ်မှာပွဲဆိုတတ်တာမျိုးရှိပါတယ်။အခုလည်းအမှုပညာရှင်ဆုံးတွဲလေးဖြစ်တဲ့အဟွန်ရန်နဲ့အစိုးပြသစင်တို့ရဲ့အကြသည်မိကကျင်းပခဲ့တဲ့စိစက်မင်္ဂလာပွဲကအနော်ဖောရထားအတင်းတုံးနေတဲ့ဗီဒီယိုဖိုင်တစ်ခုကပရိသတ်တွေကြောင့်မှအရန်ကိုပြန်နှံ့ပြီးလူပြောရန်များနေပါတယ်။အထူးသဖြင့်သူများမိသားစုတွေတက်ပုံရိုက်တဲ့အချိန်မှာအတင်းဝင်တို့တို့လိုဖြစ်သွားပြီးသူတို့သားရဲ့မိမိကမျက်နှာကြီးစုပုတ်သွားတဲ့အထိဖြစ်ခဲ့တဲ့တော့ဖို့အထားရဲ့ဗီဒီယိုဖိုင်ကြောင့်အနေနဲ့အတိုင်းမတက်စွေဝေဖန်မှုတွေစုညံသွားခဲ့ပါတယ်။ ဖြစ်ပုံကတော့နော်ဖုန်းအေတာကကျင့်ဖို့ဇလန်တွေမှာအတူတူဆောင်ခဲ့ပြီးသူ့ရဲ့အမလိုလည်းဖြစ်နေတဲ့စိုးပြေလေးကိုဂုံပြုချင်းတဲ့အတွက်ထူးခြားတဲ့နေ့လေးကိုဂုံပြုဖို့တက်ရောက်ခဲ့တာပါဒါပေမဲ့ပြဿနာကအမတ်တရားထပ်ပေါ်ရိုက်တဲ့အချိန်မှာစတင်ခဲ့ပါတယ်ဒေဝရန်နဲ့ဆိုပြီးသစ္စနုရဲ့နှစ်ဖက်မိဘဆွေမျိုးတွေကအမတ်တရားထပ်ပေါ်ရိုက်ဖို့အတွက်တန်းစီနီယာယူတဲ့အချိန်မှာနော်ဖုန်းအေတာကဘာမဆိုင်ညာမဆိုင်အတင်းဝင်တိုးပြီးနေရာယူလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်ပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်နဲ့မှမြင်တွေ့ရတဲ့မြင်ကွင်းအားဆိုရင် နော်ဖော့ရဲ့ထားကသူတို့တာလောင်ဟေးဝင်နဲ့သူ့ရဲ့အမေဖြစ်သူတော်ဆန်ဆန်ဝင်းတို့ကြားထဲမှာတက်တက်မတ်မတ်ကြီးဝင်ရလိုက်ကြပါဒီမြင်မွန်းကိုတွေ့လိုက်ရတဲ့ဟေးဝင်ရဲ့အမေတော်ဆန်ဆန်ဝင်းခင်ဗျားတော်သူ့သားနဲ့သူ့ကြားထဲအတင်းဝင်ဒိုးလာတဲ့နော်ဖော့ရဲ့ထားကြောင့်မျက်နှာကြီးချက်ချင်းစူပေါ်ပြီးမကျေနပ်တဲ့အရေးရောင်နဲ့အထင်းသားမြင်တွေ့ခဲ့ရပါတယ်တစ်ဖက်မှာလည်းနော်ဖော့ရဲ့ထားကိုယ်တိုင်ကနေရခတ်တဲ့အခြေအနေမျိုးဖြစ်နေရကိုဗီဒီယိုထဲမှာတွေ့ရမှာပါဒီဖီယိုကိုကြည့်တဲ့သူတွေကတော့နော်ဖဲအထားကိုပဲအဓိကထားပြီးမိကုန်ထုတ်ခဲ့ပါတယ်။ဘာလို့သူများမိသားစုတွေဓာတ်ပုံရိုက်တဲ့ကြားရဲအတင်းဝင်ထွေးရတာလဲ အနေထိုင်မတက်ဘူးလားဆိုရဲမှတ်ချက်တင်နေဝေဖန်ခဲ့ပါတယ်။တချို့ကတော့ဟာတနော်ပြီးရောနော်ဖော့အင်တာဝင်ရလိုက်တော့ဟိဝင်ရကအလေမှာညာဘက်မှာဆိုပြတဲ့စဉ်ဘယ်ဘက်မှာနော်ဖော့အင်တာနဲ့မိမနှစ်ယောက်ရသလိုဖြစ်နေပြီဆိုပြီးပြောခဲ့ကြပါသေးတယ်။ဒါပေမဲ့ဒီဖြစ်ရရဲ့နောက်ကကတကယ်ဖြစ်မှန်ကိုပြန်ကြည့်လိုက်တဲ့အခါမှာနော်ဖော့အင်တာကိုဒီလိုဝင်တွောအောင်လုပ်တဲ့တရားခန်းအစ်စ်ကမင်းမီကြီးစိုးမြတ်သူစာဖြစ်နေရကိုတွေ့ရမှာပါ။မိုင်းဆိုဆိုမြသူသားကတော့ဘောအေထားနဲ့စကားဆက်မိပြောရင်ကနေမိသားစုတက်ပုံရိုက်ဖို့လူစွတ်တဲ့အခါမှာတော့ လူစုလိုက်တဲ့အခါမှာလာညီမလေးတခါတည်းအမှတ်တရတပ်ပေါ်ဝင်ရလိုက်ဝင်ရလိုက်ဆိုတဲ့သဘောနဲ့လက်ကနေဆွဲခေါ်ပြီးနေရချပလိုက်တာဖြစ်ပါတယ်လူကြီးတယောက်ကအားတက်တယောက်ခေါ်တဲ့အခါအာနာပြီးမငင်းတာတဲ့အခြေအနေကြောင့်တော့ဘော့ရထားတယောက်ဘဲလော်ကြာစားညက်တလို့ဖြစ်ပြီးအခုလိုအထင်ရင်လွှဲစရာမြင်ကွင်းကြီးဖြစ်သွားခဲ့ရပါပါဒီဖြစ်မှန်ကိုသိတဲ့အခါမှာပရိသတ်တွေအမြင်ကနှစ်ပိုင်းကွဲသွားပါတယ်တချို့ကမိုင်းဆိုးကြောင့်ဖြစ်ရလို့ဆိုကြသူလူများစုကတော့နော်ဖို့အထာအနေနဲ့အလိုက်သိစိတ်ရှိတဲ့နယ်လို့ထောက်ပြပါရတယ် မိုင်းဆိုးကအတင်းခွာရင်တော့မှဒါကနှစ်ဖက်မိသားစုတီးတန့်ဓာတ်ပုံရိုက်ကူးတဲ့အချင်းဆိုတာသိပြီးရပါတယ်ပြီးမှပဲတီးတန့်ရိုက်တော့မယ်ဆိုပြီးရင်းချင်းစွာညှဉ်းဆန်ပြီးနောက်ဆုတ်ပေးတင်တယ်လို့ဆိုကြပါတယ်အခုတော့အာနာမှုတစ်ခုကြောင့်အနည်းမထိုင်တတ်တဲ့သူတယောက်လို့ပြောခင်ရပြီးလူပြောစရာဖြစ်ခဲ့တာပါခဲပရိသတ်ကြီးတို့အမြင်ကိုလည်းသိကြပါရဲ့ရှင်ဒီကိစ္စမှာအာနာတက်လို့အခက်တွေ့ရတဲ့နော်ဖို့ရဲ့ဌာဘက်ကယက်တီပေးချင်လားဒါမှမဟုတ်အလိုက်တတိနဲ့ညှဉ်းခဲတင်တယ်လို့ပဲမြင်ပါသလားမိမိတို့ရဲ့အမြင်တွေကိုကွန်မန့်မှာပြောသားပေးပါအောင်ရှင်ပရိသတ်ကြီးတို့မျှဝေပေးလိုက်ပါရနော် ။အခုထင်ဆက်ပေးချင်တာကတော့ငွေမရှာနိုင်ချိန်မှာအမေဖြစ်သူသေဆုံးသွားတာကိုပြန်တွေးမိတိုင်းရင်နာရုံမယ်ဆိုတဲ့မင်းသမီးကျော်ချူလေးပါ။စားကောင်းစားရရင်ကိုချရတဲ့သူကိုတရိရတဲ့ဆိုတဲ့စကားကိုပြိတက်လေးတို့ကြားမိကြမှာအမှန်ပါပဲပြောလိုက်တဲ့စကားလုံးကရိုးရှင်းပေမဲ့စကားလုံးရဲ့အထိပ္ပယ်ကတော့နတ်နယ်လွန်ပါတယ်ကိုချရတဲ့သူတွေကိုကိုစားစေချင်တာတွေကိုစားတယ်လို့မျိုးစားစေချင်တာကိုနေချင်တယ်လို့နေကိုနေတယ်လို့မျိုးနေစေချင်တဲ့စိတ်နဲ့တရိရတက်ပြီးမဲ့တချို့ယာတွေကတရိရယုံကလွန်ရင်ဘာမှမတက်နိုင်တဲ့အရာတွေမျိုးတွေးမိတိုင်းနာကျင်ရတာတွေအများကြီးပါပဲ အလုံးနာခြင်းမှုမျိုးကိုခံစားနေရတဲ့အချိန်မှာမင်းသားချော့ချူမင်းသမီးချော့လေးချူလေးကထိတ်ဆုံးကဖြစ်မယ်ထင်ပါတယ်။အောင်မြင်မှုတွေအထွတ်ထိပ်ရောက်နေတဲ့ချူလေးကအောင်မြင်မှုတွေကိုခံစားပေးမယ်မိခင်မရှိတော့ကိုတွေးမိတိုင်းဝမ်းနည်းနေရလဲဖြစ်ပါတယ်။တည်တော်သူကြရင်မေးဆိုပေမယ့်ချူလေးကတော့မိခင်ဖြစ်သူကိုမမေးနိုင်ခဲ့ပါဘူး။အောင်မြင်မှုတွေရလာလေးမိခင်ဖြစ်သူကိုတရမမေးမရနိုင်လေးဖြစ်ခဲ့တာပါ။ချူလီကအခုချိန်မှာဘာကင်ဖြစ်သူကိုအစံကုန်ပြုစုပြီးဆောင်းလျှောက်ပြီးသားသမီးတောင်ချီအောင်ကြိုးစားနေပေမဲ့ကွာလွန်သွားတဲ့မိခင်ကိုလည်းမမေ့နိုင်ဖြစ်နေရပါဘူး။ ဖခင်ဖြစ်သူကိုလည်းရမ်းချက်လို့အစွမ်းကုန်စောင့်ရှောက်ထားပြီးမိခင်ဖြစ်သူနဲ့ပတ်သက်တဲ့ခန်းစားချက်တွေကတော့အများကြီးပါပဲ။ဘာလို့လဲဆိုတော့သူလေးကမိခင်ပေါ်မှာသမီးတယောက်အနေနဲ့ဘာတာဝန်မှမကြေခဲ့တာဖြစ်ပါတယ်။သူလေးကခုချိန်မှာဖခင်ကိုလိုလေသိမ်းချင်အောင်ထားနိုင်ခဲ့ပေမဲ့မိခင်လည်းမှာတော့ထမင်းတော်ဝယ်မကြေပူခဲ့တဲ့အထိပါပဲ။သူလေးရဲ့မိခင်ဖြစ်သူကတော့လူလောကကြီးထဲကထွက်ခွာသွားခဲ့တာကြာပါပြီ။ကျူလီဆယ်တဲ့အမိကစာမမိခင်ဖြစ်သူကလူလောကကြီးကနေအပိတိုင်ထွက်ခွာခဲ့ပါတယ်။ကျူလီရဲ့မိခင်ကအစာရင်ကင်ဆာနဲ့တည်ဆုံးခဲ့တာပါ။တိချာခုမယ်ဆိုရင်ပျောက်ကင်းနိုင်တဲ့နေသားမှာမို့ ဈေးပညာဘူးတူတာမရှိကြတာမို့လက်လွတ်ခဲ့ရတာဂျူလီကနောင်တရမဆုံးနိုင်အောင်ဖြစ်နေပါတယ်။ဂျူလီကအခုတက်ရွယ်မှာငွေလဲရှိသလိုဘူးတူတာလည်းရှိအောင်မို့ဖခင်ဖြစ်သူရဲ့အသက်ကိုယ်တော်များရအောင်ကယ်တင်ပေးနိုင်ခဲ့ပေမယ့်အမေဖြစ်သူတို့ကတော့မကယ်တင်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။ဘေးဖြစ်သူလဲမှာတော့ကျမကြီးမကောင်းရင်ဘာကြောင့်လဲခွဲစိန်တက်တာမလားစောင့်ကြည့်ရမလားဆိုတာဆုံးဖြတ်တက်တာမို့ဖခင်ဖြစ်သူကကြမ်းကြမ်းမမနေနိုင်တာပါ ။ရရင်တစ်ခေါက်ကလည်းဖခင်ဖြစ်သူစေယုံတက်တုံးကဘယ်လိုကုသမှုကိုဦးစားပေးရမလဲဆိုတော့ကိုရိုင်းဆုံးဖြတ်ချက်ချခဲ့တာမို့အဖေဖြစ်သူကအသက်ပေးကားလို့မြောက်ခဲ့ပါတယ်။အဖေဖြစ်သူလက်မှာလိုလေးသိမ့်မရှိအောင်ထားပေမယ့်အမေလက်မှာတော့ဘူတုတာနဲလို့အမေဖြစ်သူမသေးတဲ့ငယ်တေးခဲ့ရတယ်လို့ထမင်းတနက်တောင်မကျွေးနိုင်ခဲ့ဘူးလို့ယင်ဖွင့်လာပါတယ်။ဂျူလီယံမိခင်ဖြစ်သူကတော့အစာရင်ကင်ဆာနဲ့ပဲတည်ဆုံသွားခဲ့တာဖြစ်ပါတယ်ရှင်။ သူလေးကတော့အခုချိန်မှတယောက်တည်းရှိတယ်။အဖေဖြစ်သူကိုစွမ်းကုန်ပြုစုနေပေမဲ့အမေဖြစ်သူအကြောင်းတွေးမိတိုင်းနားကျင်နေသလိုဝမ်းနဲ့မျက်ရည်ကြားတော့မှာပဲနော်ပရိသတ်ကြီး။ချရာပရိသတ်ကြီးတွေ့မြဝင်ဆက်ပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့သူတို့ရဲ့ချမ်းသာကြွယ်ဝပိုင်ဆိုင်မှုကိုဖော်ပြဖို့ရွှေအစစ်15ပိတ်တာဝတ်ပြီးကျောင်းညာရိုက်ခဲ့တဲ့ပြည်သူနဲ့အင်ဒရာကျော်စင်မှာမင်္ဂလာပါပရိသတ်ကြီးတို့အခုတလောမြန်မာနိုင်ငံရဲ့ဆိုရှယ်မီဒီယာပေါ်မှာတော့ ဘယ်သူတွေဘလောက်ချမ်းသာကြောင်ဘယ်သူမင်္ဂလာဆောင်ကဘလောက်ခမ်းနာကြောင်ဘယ်သူရဲ့ပိုင်ဆိုင်မှုကဘလောက်တန်မိုးရှိကြောင်ပြသတဲ့ post တွေသတင်းတွေနဲ့ပလူပြန်နေတာပါစိန်ဤဂရီပိုင်ရှင်ဒေါက်တာသဲစုခိုင်ရဲ့မင်္ဂလာပွဲကြောင်မထူးစမ်းသိခင်မှာပဲအခုတကအားလုံးရဲ့အာယုံကိုလွှမ်းမိုးသွားတဲ့ကိစ္စတခုထပ်ပေါ်လာပါတယ်ရှင်ဒါကတော့ထိတ်တဲအမှုပညာရှင်ဆောင်တွေဖြစ်တဲ့ PTU နဲ့အင်ဒရာကျော်စနုကတော့နာမည်ကြီးဝိတ်စိန်ရွှေဆိုင်ကျော်ညာအတွက် ရွှေသားစစ်စစ်15ပိတ်တာတီတီအသုံးပြုပြီးကြော်ညာတစ်ခုရိုက်ကူးခဲ့တာပါဒီကြော်ညာထဲမှာအသုံးပြုထားတဲ့ရွှေပမာဏက15ပိတ်တာပါဒီခေတ်ရွှေစင်းနဲ့တွက်ကြည့်ရင်တော့ဘလောက်တက်မှုရှိမလဲဆိုတာမှန်းဆလို့ရပါတယ်မင်းသားပြည့်သူကရွှေသားစစ်စစ်နဲ့ထုတ်လုပ်ထားတဲ့ရွှေပစိုးရွှေဆယ်လရီနဲ့ဘရင်တပားလိုခန့်ညားနေသလိုမင်းသမီးအိန္ဒြာကျော်စင်းကလည်းရွှေထမင်းရွှေချုံတဲ့ရွှေထိုင်မသိန်းကဆလို့ဇဒိုးဘီအစုံရွှေသားစစ်စစ်တွေနဲ့တော်ဝင်နန်းဆန်နဲ့လာကိုပိုင်ဆိုင်ထားပါတယ်သူတို့နှစ်ယောက်ထဲလားဆိုတော့မဟုတ်သေးပါဘူး နောက်ခံမှာတုံးထားတဲ့ပရပိုက်တွေကလပ်တွေကစာရွှေဒဲတွေနဲ့တစားဆင်ထားပါတယ်။မြင်ကွင်းတစ်ခုလုံးကရွှေအောင်လွှမ်းနေပြီးမြန်မာချုံသာလောကမှာသမိုင်းဝင်သွားလောက်တဲ့ရင်းနှီးမြှုပ်နှံမှုကြီးတစ်ခုပါပဲ။တစ်ဖက်မှာတော့ဒါကမြန်မာရွှေဒဲလုပ်ငန်းရေးလဲရမြောင်းမှုအမှုပညာမြန်မာအမှုပညာတန်ဖိုးကိုကမ္ဘာကပြည်အောင်ချပြနိုင်တဲ့ဂုဏ်ယူစရာဖန်တီးမှုတစ်ခုဖြစ်ရှိမြင်ပါတယ်။ရွှေဆိုင်ကြညာဖြစ်တဲ့အတွက်ရွှေကိုအဓိကထားပြီးခန်းနာစွာရဲ့ကုရာကသဘာဝကြပါတယ်။ကြညာလောကရဲ့စင်တန်းကိုလည်းစစ်မြင့်ပေးလိုက်တယ်လို့အချီးကျူးကြပါတယ်။ ရွှေဆိုင်ကိုကြောင်ညာထက်ရွှေဆိုင်ရဲ့ခြေဝါမှုပိုင်ရှင်ရဲ့ချမ်းသာမှုနဲ့အမှုပညာရှင်တွေရဲ့ပိုင်ဆိုင်မှုကိုပါတပြိုင်တည်းပြသလိုတဲ့သဘောတက်ရောက်နေရလို့ဆိုပါရယ်လိုပဲဖြစ်ဖြစ်ဒီကြောင်ညာကတော့အမှုပညာရရောင်ငွေကြေးရပါအတိုင်းအတာတစ်ခုနဲ့အောင်မြင်သွားခဲ့ပါပြီပြည်ထောင်နိုင်ငံတော်ကျော်စင်တို့အမှုပညာရှင်တွေဆိုပေမဲ့သူတို့ရဲ့ချမ်းသာကြွယ်ဝမှုကလည်းအံ့ခံများပြားနေပါတယ်သူတို့ကအမှုပညာအလုပ်တွေရန်နာထားချိန်မှာတော့တခြားသောစီးပွားရေးလုပ်ငန်းများစွာကိုလုပ်ကင်နေရဖြစ်ပါတယ်။ဒါကြောင့်ဘီလီယံချီတန်နဲ့ရွှေတောင်ကြားလမ်းကအိမ်တွေနဲ့အတူအခုဆိုရင်ရွှေသားစစ်စစ်အစင်တန်စာတွေကို ယန္တနာတွေကိုများစွာကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒါကြောင့်လည်းပြည်တူးနဲ့အင်ရာကျော်စင်တို့ရဲ့ကြောဝချမ်းသာမှုကမြန်မာနုပညာရှင်တွေအားလုံးထဲမှာအများဆုံးဖြစ်နေရပါ။သူတို့ရဲ့အတသူတို့ရဲ့အတရင်ချမ်းသာကြောဝမှုကဒေါ်လာဘီလီယံတရာလောက်ရှိရလို့သိရပါတယ်။ပြည်သက်ကြီးနေနဲ့ဩဒီကြောင်ညာကိုကြည့်ပြီးဘယ်လိုခံစားရပါသလဲ။ဒါကအနုပညာဖန်တီးမှုတစ်ခုဖြစ်ကုန်ယူစားနဲ့လက်ခံပါသလားဓမ္မမဟုတ်အချိန်နဲ့အချိန်ခါနဲ့မကိုက်ညီရဲ့ချမ်းသာမှုပြိုင်ပွဲတစ်ခုဖြစ်မြင်မိပါသလားကိုယ့်ရဲ့အမြင်လေးတွေကို ကွန်မန့်မှာဝင်အောင်ဆွေးနွေးပေးသွားပါအောင်ရှင်။ကျေးဇူးအားပေးခဲ့တဲ့သူပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရနော်။အခုတော့ဒီနာတဲ့နေ့ကိုအချိန်ရတဲ့ဒီကျေးဇူးနားဆင်ဖို့ကျွန်တော်တို့ရဲ့ဆယ်နီမမ YouTube Channel ကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်။အဆုံးထိကျေးဇူးပေးကြတဲ့အားလုံးကိုအထူးကျေးဇူးတင်ရှိပါရရှင်။